ခါမှာတော့ညောင်ရွှေရဲ့ဒေသစာဘီးမုံကလေးအကြောင်းကိုလုံလောက်ရိုက်ကူခဲ့ပါတယ်။ဘီးမုံရဲ့ဆံရွက်အအတွက်ကိုတော့အင်းဆက်နဲ့ကောင်ရင်ကိုဆင်းစားတဆရောပြီးဆံမုံကိုရေနဲ့နေတဲ့အချိန်အရသာသွင်းပြီးတော့ရေဆူဆူနဲ့အခါပြုတ်ရပါတယ်။ ပြုတ်တဲ့အခါမှာလည်းမုံလုံးတွေရေပေါ်ပေါ်လာမှသာကြက်တာဖြစ်ပါရဲ့ပြုတ်လို့ကြက်သွားတဲ့မုံလုံးလေးကိုဆဲထားပြီးမနက်လောက်ခါနေမှပြန်အီအီလေးဖြစ်စေဖို့ရင်းနှွေးမွေးနဲ့တစ်ခါပေါင်းပြီးစီလေးစော့ပွားစီဖို့ကြက်ဥကလေးထည့်ပြီးနှက်အောင်ပြန်နေရပြန်ပါလေပြီးတော့မှဘီးမုံလုံးကိုဆန်ရွက်အကာလေးအတွက်မုံနှစ်ခုရပါတယ် မိမုံအတွက်အစာအပြင်သတော်ဘဲနဲ့ကျက်သွုံမိတ်အရောလေးပဲဖြစ်စီအရသာလေးပါလီကထည့်ထားတယ်စိတ်မွေးနေတဲ့အာလူးပြုတ်ချေလေးပဲဖြစ်စီအစာတကြရာများပါလေအာလုံးအသင့်ပြင်ပြီးရင်တော့ဆန်လုံးလေးကိုဒလိန်လုံးလေးနဲ့လှိမ့်ပြီးပြအစာပလာလေးတွေညှအောင်ထည့် ုံသွင်းဓာတ်တွန်းကလေးနဲ့အရာပေါ်ပြီးရင်ဘီးမုံစိမ်းကလေးအဖြစ်ကြော်ဖို့အသင့်ဖြစ်နေပါပြီ။အဖိုးဘွားတွေလက်ထက်တုန်းကတော့အနားတို့နေပြီးရဖို့လက်ကလေးနဲ့တွန်းရပါမယ်။အခုချိန်မှာတော့ပုံစံခွက်ကလေးတွေနဲ့လုပ်နေကြပါပြီ။ တိုင်းနဲ့တည်းရာအစာသွင်းလို့ရတာဖြစ်တာကြောင့်အသားကြိုက်သူငါးကြိုက်သူဆိုရင်လေကိုကြိုက်တဲ့အစာကိုယူလာပြီးရင်ထည့်လို့ပေးပါတဲ့ အထက်ရအစာပလာကိုချက်ထားတာမဟုတ်ပဲနဲ့ဆံရွက်လေးထဲထုတ်ပြီးစီပူပူနဲ့ကျက်စီရတာဖြစ်လို့မီးအချိန်အစာကိုတိမှအပေါ်ရွက်လဲအကျက်မလို့မယ်အထက်ကလည်းအကျက်ညီမှဖြစ်ပါတယ် စီပူထဲရောက်သွားတဲ့ဘီးမုံစိန်ကလေးဟာမုံသားထဲပါတဲ့ကြအုပ်ကြောင့်ပေါပေါဖောင်ဖောင်လေးဖြစ်လာပြီးဘီးမုံကျော်ကလေးအဖြစ်စားရံအသိအနှင်းထားကိုရောက်ရှိသွားပါတယ်။ ဘီမုံကြော်ကလေးနဲ့တွဲစားဖို့ရာအချင်းအဖြစ်တံပြာကုံးလေးတွေနဲ့ငရုလုံးထောင်းကိုရင်နွေးချက်တီနွေးလေးထဲစားလိနဲ့ထားလိုက်ရင်နှစ်ရက်လောက်ကြာတဲ့အခါမှာအချင်းကလေးဟာအသင်ဖြစ်သွားပါပြီဒီတိုင်းအလွတ်စားတဲ့လိုမျိုးကောင်းငယ်မောင်းထမင်းကြော်တွေနဲ့တွဲစားရင်လည်းအရသာရှိပြန်ပါလိမ့် ဥပုနွင်းနွေဖောင်ဖောင်ကျွကျွအကာသားလေးနဲ့အထဲကကျုပ်တော်မေရန်မှုိတက်လာတဲ့အနံအာလူးလေးရဲ့စိတ်နေရဲ့အရာဓာတ်တွေပေါင်းဆက်ထားတဲ့ညောင်ရွှေဘီးမုံပူပူလေးကိုစားဖို့မိပါရင်တော့ဒီမျိုးကလေးပေါ်မှာချစ်စိတ်တွေပိုဖြစ်စေမှာပါစာရလွယ်အစာခံအရာပါရှိတာကြောင့်မနှက်စာအဖြစ်စားကြောက်ကိုညောင်ရွှေမြုပ်ခံတွေကအကြော့ကိုစီတစ်ဖွဲ့ဖွဲ့နဲ့တတုတ်တတုတ်လာဝဲကြတာကိုလည်းမြင်ခဲ့ရပါတယ်